ားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေစေမယ့်ပရလောကနဲ့ဂန်ဒီယာလောကရဲ့အတောင်ရတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇလိုင်းရဲ့အနှစ်ရတာကိုအပြေအဝခန်းစားခြင်းနဲ့ဆိုရင်တော့ညအချိန်ခါရောက်မှတဦးတည်းရှိနေချိန်မှာနားဆင်ဖို့အတွက်အကြံပြုပါစေနော်။ဒါဆိုရင်တော့ဇလိုင်းလေးကိုနားဆင်လိုက်ရအောင်နော်။ဒီနေ့မှာတော့အောင်မြတ်သားနဲ့နွေရချုံတပတ်ဆိုတဲ့အကြောင်းပြဆက်ပေးချင်ပါသေးတယ်။ မနေ့အာယံတက်ခန်ကြီးကြားလိုက်ရတဲ့လင်းကျန်တွန်တန်တဲ့အတူတဏီမူကြံထီူကနေအိမ်တလုံးစီကနေရင်းနေစီမီးရောင်တချို့ကထွက်ပေါ်လာခဲ့ပါတော့တယ်။မကြခင်မှာဟင်းသီးဟင်းရွက်တွေတင်ထားတဲ့လက်တော်လဲတစ်စရဲ့တချွေချွေနီတန်ကခနော်ခနဲဖြစ်နေရဲ့မြင်းနီလန်တိုင်းစီချက်ကြီးစွာနဲ့ထွက်ပေါ်လာခဲ့ပါတော့တယ်။ဒီနေ့တောင်အိလိုက်တာကွာ။လက်တော်လဲကိုတွင်ရင်ပြောလိုက်တဲ့ယောက်ျားဖြစ်သူရဲ့စကားကြောင့်အညာဆောင်တစ်ထည်ကိုခြုံပြီးဘေးကနေလိုက်လာတဲ့မိမဖြစ်တဲ့သူက ဟုတ်တယ်တော့ခုနကဆိုမျက်နှာတက်တာလက်တွေပါကျနေဒါနဲ့ဒီနေ့မျက်စာစီကိုသွားမှာနော်လှတိုင်းတော့တော့လှုပ်ပြီကွာငါကကန်းသားစီတင်လို့ဒီဘက်လမ်းကနေလာတာလေညာတော့ပြောဖို့မိသွားတာအချိန်တော့မိသေးရမလားအဖျောက်လမ်းတိုင်းသွားရင်တော့ပုံနည်းရပေါ့ကွာအခုတော့ချီချောက်ကုန်းသားတင်းချောက်ဖြတ်ရတော့မှာပေါ့အဲ့ဒီတင်းချောက်ကကျန်းလဲကျန်းမှာပြီးနေတော့တခြားလမ်းကသွားကြရအောင်တခြားလမ်းကသွားရင်ငါတို့နေရာသူများကြီးဥကုန်မှာပေါ့ ဒီလမ်းအနေဖြတ်မှဈေးမဖွဲ့မီရောက်မှာတိတ်လည်းမကြောက်ပါနဲ့ဒီချိန်ဆိုရင်တခြားဈေးတွေလည်းဖြတ်ကောင်းဖြတ်နိုင်ပါ रे ယောက်ျားဖြစ်တဲ့သူရဲ့စကားကြောင့်မလာကြိုင်တယောက်လေးတိုက်လို့နေရွက်ပေါ်ကနေရှော့ချသွားတဲ့အညာဆောင်ကိုလုံအောင်ခြုံလိုက်ပြီးတော့ဟင်းရွက်လေးနောက်ကနေလိုက်သွားခဲ့ပါတော့ रे ခြေချောက်ကုန်းဆိုတာကအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အချိန်မိလာပုံးတဲ့အိန္ဒိယလူမျိုးတွေစုပြီးနေထိုင်ကြတဲ့အရက်ကိုခေါ်ရဖြစ်ပြီးတော့အဲ့ဒီနားမှာတော့တမျိုးလုံးကတေးရဲလူတွေကိုမြှုပ်နှံထားတဲ့ သင်းချိုင်တစ်ခုရှိခဲ့ပါ रे ခြေချောက်ကုန်းနားမှာရှိနေတဲ့သင်းချိုင်ဖြစ်လို့ခြေချောက်ကုန်းသင်းချိုင်လို့အမည်တင်လာခဲ့ပါတော့ रे လှကြိုင်တို့လင်များလည်းအနေငယ်မဆောင်တဲ့ကိုမျိုးတက်လာတဲ့အချိန်လှကြိုင်ကြီးငါတို့တော့လမ်းမနေပြီနဲ့တူတယ်ဘာဖြစ်လို့လဲခြေချောက်ကုန်းလမ်းကဒီလမ်းမဲဟာဖမားပါဦးဟာခြေချောက်ကုန်းသွားတဲ့လမ်းမှာတောင်မှမရှိဟာအခုရှေ့မှာတောင်ကုန်းတစ်ခုကန့်လန့်ဖြတ်ပိတ်ထားတာမမြင်ဘူးလား နဖူးမှာအနေငယ်စိုးစားပြုနေတဲ့ချွေးစားတွေကိုတုံရင်ပြောလိုက်တဲ့ယောက်ျားဖြစ်တဲ့သူရဲ့စကားကြောင့်လှကြိုင်တယောက်ပြို့ကြည့်လိုက်ပြီးတော့ဟုတ်တော့ခါရိုင်ဇေယပြင်ဒီလက်ကဖြတ်လာဘူးပါလေဒီနေ့ကြောင့်မှဘလို့လို့တောင်းအပ်ပေါ်လာတာပါလေလှကြိုင်ကြည်စမ်းကြည်စမ်းတောင်းကတဖြည်းဖြည်းနဲ့လှုပ်လာတယ်လို့ပဲလှကြိုင်လည်းယောက်ျားဖြစ်သူရဲ့စကားကြောင့်မိန်ပြပြကြနေတဲ့အလင်းရောင်နဲ့ကြည့်လိုက်ရာငြိမ်သက်နေတဲ့တောင်းကတဖြည်းဖြည်းနဲ့လှုပ်လာခဲ့ပြီးတော့ ထန်တပင်အမြင့်လောက်ရှိရဲ့အရွယ်ကိုရောက်လာခဲ့ပါတော့တယ်။ဒီမြင်ကွေးကြောင့်လင်မယားနှစ်ယောက်လုံးဟင်းရွက်တွန်းလဲကိုချကာငဲတဲ့ပေါင်းအော်ရင်ပြေးကြပါတော့တယ်။မနဲ့လင်းရကြည့်ချိန်ကြောက်လန့်တကြားအော်တဲ့အတန်းလေးကြောင့်ထန်ပင်ပေါ်မှာအိတ်တန်းတက်နေတဲ့ခြေကန်တချို့ဟာလမ်းပြန်ပြီးပြန်ပြေးသွားခဲ့ကြပါတော့တယ်။တောစည်းတဲ့တွေအများဆုံးလာရောက်ရောင်းချကြတဲ့မြတ်စွာဘုရားထွဲ့မှာတော့ရောင်းသူဝယ်သူတွေရဲ့အတန်းလေးနဲ့စုညံပွဲလို့ရိုင်းနေခဲ့ပါတယ်။အရင်ဟဲ့အရင် လေမန်းထဲရမုန်လိပ်ပြဗိမ်မုတ်မုတ်ကျွဲတဲ့ဒီအပြင်တခြားမုံမျိုးစုံခင်းကရောင်းနေတဲ့မိပေါ့ရဲ့ခေါ်တန်ကြောင့်ဟင်းရွက်တွေကိုရေဆုံရော်လိုက်ဖျန်းနေရဲ့အရင်ကဘာရောမိပေါ့ခါချိုင်လို့လေများဈေးလာမရောက်တာနှစ်ရက်ရှိပြီမလားအင်းဟုတ်တယ်လေဟိုနေ့ကချီးချောက်ကုန်းတော့မှလေရွက်ချုံတပတ်နဲ့တွေ့ပြီးတော့လေရောမရောကြောက်ဖြားဖြားနေကြတာလေရွက်ချုံတပတ်ဆိုလို့ပြောရအောင်မဲဒီနေ့မနေ့လဲဝတ်သားတဲ့မိလာအောင်လဲလှချိုင်လို့လို့ကြုံရတာတဲ့ဟင်ဘလို့ကြုံရတာလဲပြောပါဦး မိလာဦးကတရကုန်းဘက်မှာဝတ်သားပေါ်လို့တွားယူပြီးတော့ချီချောက်ကုန်းတင်းတိုင်းလမ်းနေဈေးဦးလာတဲ့သူတို့ဆိုင်ကားပေါ်မှာတင်လာတဲ့ဝတ်သားဘက်ကိုအမွှေးရည်နဲ့ကျန်းထော်နေတဲ့လက်တစ်ဖက်လာလိုက်တာတဲ့မိလာဦးကလည်းအကြောင်းလည်းမရှိတော့လာလိုက်တဲ့လက်ကိုဓမားနဲ့ခိုးချလိုက်တော့မှပျောက်သွားတယ်လို့ပြောတယ်။အဲ့ဒီလိုနဲ့တင်းတိုင်းဆန္ဒရောက်လာတော့စိုက်ကားကဘလို့မှနေမြောင်လေးလာလို့သူ့ယောက်ျားပါမကဆင်းတုန်းတဲ့အချိန်တင်းတိုင်းနေရနေပုံစံဆောင်အရွယ်ဆုံးနဲ့နာနာဘာဝရီကညာတန်ပေပေထွက်လာခဲ့တာတဲ့ ောင်မလီပြောနေတဲ့ကြက်သိန်းတော်ထားတယ်တော့ဒီတော့သူတို့ရောဘယ်လိုဖြစ်သွားသေးလဲမီလာဦးဟာဒီတိုင်းဆိုဘာမှမဖြစ်ဘူးဆိုပြီးတော့ဝါသားအစိမ့်ကိုလှီးပြီးတင်ကြိုက်ဘက်ကိုပြစ်ထုတ်လိုက်တော့မှနင်းလို့ရသွားတာအောင်မလီကြောက်စရာကြီးနော်အဲ့ဒီတင်ကြိုက်ကနေရောညရောကျန်းနေပြင်အတူပါဖို့သွားတဲ့သူတွေတော့တခါတလေခြောက်ကန်ထိသေးတာအေးဟုတ်တယ်နင်တို့လည်းမနဲ့ဈေးလာရောင်းအဲ့ဒီတင်ကြိုက်မကောင်ဖြတ်နေအောင်နော်ငါကနောက်ကျလို့ဈေးမရောက်ရရင်နေပါစေး ဲ့ဒီတင်ကြရင်တော့မဖြတ်ပါဘူးအေးအရင်ရဲ့စကားကြောင့်မီးပေါက်ကရီမောနေရင်မုတ်ပန်းသားမှာရစ်တီရစ်တီလုံနေရဲ့ရင်ကောင်းတွေကိုမောင်းထုတ်လိုက်ပါတော့တယ်ငါပေါလုံးပြတ်မေးကွာမင်းရမနဲ့တည်းရယူဆော့ထားပြီးပြီပဲအခုငါခနာဆော့အောင်မယ်လေမရဘူးမရဘူးဘောလုံးပြန်ပေးအိမ်ထဲမဝင်ခင်မလန်းမကန်တွေကကြားလိုက်တဲ့အတန်ကြောင့်မုတ်ပန်းကိုရွှတ်လာတဲ့မီးပေါက်ကလမ်းဘေးမှာကြာနေတဲ့တိုးတချောင်းကိုကောက်ခါခြံထဲကိုဝင်လာခဲ့လိုက်ပါတော့တယ်ဟိုနှကောင်ဘလို့ပြက်လို့ဆူညံ့နေရလဲ အမေလုပ်တဲ့သူကဈေးရောက်လို့ပင်မရတဲ့အထင်အိမ်ပြန်ရောက်တာနဲ့ဒီတန်နေကြောင်းအမောဆိုတယ်အငဲကောင်မင်းကအကိုဆိုရင်အမြဲတမ်းအနိုင်ကျင်းတယ်နှစ်ယောက်အတူတူစောကြမဟုတ်ရင်တော့လက်တရားတော့ကိုမြင်တယ်မလားမိဘောက်ရဲ့မားတန်တန်စကားကြောင့်ညီကိုနှစ်ယောက်ဇောရကမတက်ရဲတော့ပဲတန်ထဲကိုထွက်သွားခဲ့ပါတော့တယ်ဈေးရောက်လို့မောရတဲ့အထင်သူတို့ပြဿနာတွေပဲရှင်းနေရတယ်မိဘောက်ကမုတ်ပန်းကိုကျမ်းမြင်ပေါ်ချလိုက်ပြီးတော့ဈေးရောက်ရတဲ့ငွေကိုတွက်နေတဲ့အချိန်သမီးဒီနေ့ဈေးရောက်ကောင်းရလားမစိုးပါဘူးမေး မုံနဲ့ရတော့ကြံတော့ပို့အမေကတော့ထမင်းဥတည်ထားပြီးပြီဟင်းချဖို့ပဲကြံတော့တယ်ရတဲ့အမေတမိဘချထားလိုက်မယ်မိဘောင်းကလည်းဈေးရရနေဝယ်လာတဲ့ငါးသားလေးတွေကိုအိုကတ်ချက်ဖို့အတွက်မိဖို့ကြောင့်လည်းဝင်သွားခဲ့ပါတော့တယ်မိပေါက်ကတော့ယောက်ျားဖြစ်သူဆုံးသွားတဲ့အချိန်အားစပြီးတော့မိခင်နဲ့သားနှစ်ယောက်ကိုဈေးရောက်ဖေးရှောက်ဖေးကျွေးခဲ့တဲ့အပြင်ရရရရမှလည်းနိုင်တော့ကိုကြီးလောက်ဆောင်ပေးနေတယ်လို့လည်းဖြစ်ပါတယ်တမိရေနေ့လည်နှစ်ချက်ထိုးကြရင်ဦးလာပေါ်ရဲ့အတူပါရှိရနော် မိနေမှာဆိုလို့အင်းရှင်းမှာကစုံရက်တင်နေရဲ့မိခင်ဖြစ်သူရဲ့စကားကြောင့်မိပေါက်ကအိုးကက်ချက်နေရဲ့ဟင်းတဲ့ကိုရှမ်းနဲ့နဲ့နဲ့ချွေးထက်ရင်းနဲ့သမီးရမိနေရအမေကြီးထမင်းစားပြရနဲ့တောက်ကူလောက်ပေးလိုက်မယ်နော်ဒီလိုပြောကအမေဖြစ်သူနဲ့သားနှစ်ယောက်ကိုစားဖို့အတွက်ထမင်းဟင်းတွေကိုခုခက်ပြင်ဆင်ပေးနေခဲ့ပါတယ်ဟင်းချက်တာနဲ့အမေလောက်သူနဲ့သားနှစ်ယောက်အတွက်စားဖို့အတွက်ပြင်ဆင်ပေးခဲ့ပြီးတော့အတူပါအင်ရှီယာဘက်ကိုထွက်လာခဲ့လိုက်ပါတော့တယ်လူရန်ပေါင်းစုံစူဝေးမြုံနယ်နေရဲ့ခြေချကုန်တင်းချိုင်းထဲမှာတော့ ဆွေကြီးမျိုးကြီးတဲ့ကလူတို့မြုံနယ်ထားတဲ့အုတ်ဂူရင်းနဲ့တာမန်လက်လောက်လက်စားသမားတွေမြုံနယ်ထားတဲ့မြေပုံလေးတွေကဘေးချင်းရှင်ပြီးတော့ညီတက်နေခဲ့ကြပါတယ်။အတူပါပို့တဲ့လူတွေဝင်လာတော့တင်းချိုင်းမြေထဲမှာပေါက်နေတဲ့ခြုံတွေထဲကနေတောချန့်ငယ်လေးတွေကြောက်လန့်တကြထွက်ပြေးသွားတာကိုမြင်လိုက်ရပါတော့တယ်။ဥလားပေါ်ကြီးကအိုးစားတာကောင်းလိုက်တာ။သားသမီးကလည်းမသေးခင်ကလူလေးသေးမရှိ ပြုစုပေးထားကြတာ။ငါတို့လည်းကြရင်တော့ဘလူတွေလာမလဲမသိပါဘူး။ မိပေါက်စကားကြောင့်ဘေးမှာပါလာတဲ့တန်းရင်ကကုသိုလ်ကံမော့မိပေါက်ရဲ့အဲ့ဒါကြောင့်ပြောတာမိဘတွေမှာအော်ဂျီဟိကျဲငိုရပြီးတော့ထိမနိုင်တိမနိုင်ဖြစ်နေတဲ့သူတွေကအသက်ရှင်နေတဲ့အချိန်မိဘတွေကိုဟုတ်တိပတ်တိမပြုစုပေးခဲ့တဲ့သူတွေပဲဆိုပြီးတော့လူကြီးတွေကပြောတာကြားဖို့တယ်။ကဲကဲဟိုမှာမြေချဖို့တရဏကုံတင်းတော့မယ်။ဒီကနေ့တော့ဘူသွားကြရအောင်။မိပေါက်တို့ကလည်းတင်းချိုင်းစရဘောကလွတ်နေတဲ့နေရာမှာထိုင်ပြီးတော့တရားနာဖို့အတွက်ဟန့်ပြေနေခဲ့ပါတော့တယ်။မကြခင်မှာတန်ကားတော်တွေကြွလာပြီးတော့ တေဆုံးသူကိုရည်စုကတရဏဂုံတင်နေတဲ့အချိန်မိပေါ့ရဲ့ကြောပြင်းကအေးကနေဖြစ်သွားပြီးတော့ကြက်သီးမှွင့်ညင်ထလာခဲ့ပါတယ်။တန်းရင်ငါကောင်းနေလေးလာလိုက်တာနေပူရဲသွားလို့အပူချက်ပြီးထင်ပါတယ်။တရားနာပြီးပြောလိုက်တဲ့မိပေါ့စကားကြောင့်တန်းရင်ကဒါဆိုစရဲပေါ်မှာပဲနေခဲ့လေ။မြေချပြီးရဲ့အချိန်မှာအတူတူပြန်ကြတာပေါ့မိပေါ့လည်းရိတ်ခနဲရိတ်ခနဲဖြစ်နေတဲ့ခေါင်းကိုလက်နဲ့ကမ်းပြီးစရဲပေါ်မှာထိုင်ကမြေချဖို့ထွက်သွားတဲ့လူအုပ်ရဲ့နောက်ကျောကိုကြည့်ရင်းနဲ့ မိလာဦးတို့ကြုံခဲ့ရတဲ့အဖြစ်ကိုမစင်စားပဲခေါင်းထဲရောင်းလာခဲ့ပါတော့တယ်။မိလာဦးတို့ကြုံခဲ့တယ်လို့မျိုးငါသာကြုံဟင်နှလုံးရက်သွားမလားမသိဘူး။အိုးဒီကြောင့်နေမစင်စားတော့ပါဘူးလေ။မိပါကတယောက်တည်းစင်စားခဲ့ဖွင့်နေတော့လေပင်ပေးမှရှိရဲ့အသားကိုအေးစက်တဲ့အရာတခု လာထီးလို့လမ်းဖြတ်ပြီးခါထုတ်လိုက်တာ။ဇေယျထုတ်တန်းပေါ်မှာနေရဲ့အိမ်မြောင်ဖြစ်နေခဲ့ပါတော့တယ်။အောင်မလေးအိမ်မြောင်ရဲ့ငါစင်စားနေတဲ့အချိန်မှာလာကြရလားဟဲ့။ရေရခန့်ငိုရခန့်နဲ့ဖြစ်နေတော့မြေချရဲ့လူတို့ချို့ပြန်ရောက်လာခဲ့ပါတော့တယ်။ မိပေါ့ရီပြန်ကြရအောင်။တန်ရင်ရဲ့စကားကြောင့်ထိုင်နေရကနေထားရက်လိုက်ရမှာခေါင်းနဲ့မိုက်ကနေဖြစ်သွားပြီးတော့မျက်လုံးတွေပြဝဲလာကတတိလစ်သွားပါတော့တယ်။အလိုလေးငါဘယ်ကိုရောက်နေရပါလဲ။ခန္ဓာကိုယ်ကတဖြည်းဖြည်းမြင့်တက်သွားတဲ့ခံစားချက်ကြောင့်မိပေါ့မျက်လုံးတွေကိုပုတ်ပြီးကြီးလိုက်ပေမဲ့ပဝင်းကြတော့အမောင်အတိပါ။မိပေါ့အောက်ကိုငုံကြည့်လိုက်တော့အုံးပင်နေထမ်းပင်နေကသူ့ရဲ့အောက်မှာဖြစ်နေလို့အားအားတင်သွားပြီးတော့ငါဘယ်ကိုရောက်နေရလဲ။စင်စားချမ်းစင်စားချမ်း ခေါင်းတစ်ခုလုံးထူပူသွားပြီးတော့ဘာဆိုဘာမှစဉ်းစားမရဖြစ်နေတဲ့အချိန်လှဲပိတ်နှလုံးစာရှိရဲ့အနီအောင်အလုံးကြီးနှလုံးကိုမြင်လိုက်ရပါတော့တယ်။နေရဲနေရဲ့အရာကတဖြည်းဖြည်းနီလာလို့ကြည်တော့မှဝါးတပြန်စားလို့ရှိရဲ့အမွေးကျန်းနေစိုက်ထားသလိုဖြစ်နေရဲ့မျက်လုံးနှစ်ခုကိုမြင်လိုက်ရပါတော့တယ်။မျက်လုံးနှစ်ခုရဲ့အလယ်မှာတော့နေရဲနေရဲ့မျက်လုံးကြီးတစ်လုံးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မိဖို့ရဲ့ကြောက်စိတ်တွေငယ်တဲ့ရောက်သွားပြီးတော့အတန်ကုန်အော်ဟစ်လိုက်တဲ့အချိန်မှာတော့ လူကြီးလက်တစ်ဖက်စာလောက်ရှိရဲ့လက်ချောင်းတွေကသူ့ရဲ့ပဇံတော်ကိုကန့်လာခဲ့ပါတယ်။အဲ့ဒီချိန်ကစောင်းလင်အဝေးနဲ့တူပထန်ရွတ်တာတစ်ခု တိုးတိုးတက်တက်ကြားလိုက်ရပါတော့တယ်။အဲ့ဒီတော့မှမိပေါက်ကလည်းဈေးရောက်ရင်ရွတ်နေကြဂါရာဖြစ်တဲ့နမောဗုဒ္ဓတာဂါရာကိုမျက်လုံးစုံမိပြီးတော့ရွတ်လိုက်ပါတော့တယ်။ဂါရာကိုဘလောက်ကြာတဲ့အထိရွတ်နေမှမသိဖြစ်နေတဲ့အချိန်ခန္ဓာကိုယ်ကိုလှုံ့နှူးနေတဲ့အတိအကျောင်းမျက်လုံးဖွင့်ကြည့်လိုက်ရမှာတော့ရေဘဲဝက်ကိုကန်ပြီးလှုံ့နှူးနေတဲ့အမေဖြစ်တဲ့သူမြင်လိုက်ရပါတော့တယ်။ ဘေးမှာတော့တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ပဋ္ဌာန်းတရားခွင်ကိုဖွင့်ထားတဲ့အနေထားရှိနေခဲ့ပါတယ်။သမီးသတိရလာပြီလား။ဟင်အမေသမီးဘာဖြစ်သွားလဲ။နေ့လယ်ကတင်းကြိုင်ညီမမိုးလဲပြီးတော့သတိလည်သွားတာ။စေးစရာတော့အပူရှက်တာနဲ့အားနေတာပေါင်ပြီးဖြစ်တာလို့ပြောတယ်။ခုနကဆိုအဖျားကြီးကြည့်ပြီးခရောင်ကတန်းနေပြောနေလို့တရားခွင်ဖွင့်ထားလိုက်ရတာ။သိလဲသိမှုဝါနဲ့အမေရဲ့အခက်မသက်လို့ဖြစ်သွားတာနေမှာပါ။အော်မနေ့ဇေယောင်ဘုဆန်ချိတ်ဖို့လည်းရှိသေးရဲ့။မိပေါကလဲမရကနေစကနေထားထိုင်ဖို့လို့တော့ အမေဖြစ်သူကအတင်းဆွဲလှဲပြီးတရက်တော့နားလိုက်ပါအောင်မနှက်ပြန်စေးမထွက်လဲအမေတို့မငတ်ပါဘူးအေးမိပေါ့ကလည်းအမေဖြစ်သူရဲ့စကားကိုဘာမှပြန်မပြောတော့ဘဲအိမ်မက်လိုလိုတကယ်လိုလိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုသာပြန်ပြီးတွင်းနေမိခဲ့ပါတယ်နေလုံးရတနေ့တာပူပြင်းပြီးချိန်မှာတော့အနောက်ဘက်မှာရှိတဲ့မြစ်ထဲကိုငုံရှုပ်ဖို့အားယူနေတဲ့အချိန်ကျက်သွေးအောင်အလင်းတန်းတချို့ကချစ်တီချစ်ကန်လှုပ်ပြီးတော့ကောင်းကင်ပြင်မှာချိန်ရင်းနစ်ခဲ့ပါတယ်ဒီနေ့ရာသီဥတုကတာလိုက်တာဗျာ မြေသားနေတွေကိုကျစ်လဲအောင်ဖန်တီးထားတဲ့လူသွားလမ်းပေါ်မှာရှောင်နေတဲ့တက်ခိုင်ရဲ့စကားကြောင့်တောက်ရက မြင့်ဘက်ကိုလှည့်ကြည့်ကဒါကနေတောက်တာလို့ခေါ်ရစရာရဲ့ကျွန်တော်ပါထွေးပြောတာကတော့အဲ့ဒီလေယောင်ကဘလောက်ရိုဆွဲတဲ့သူဖြစ်ပါစေ ကြီးလို့ကောင်းသွားတယ်ဆိုပဲမင်းရဲ့စကားညှို့လိုက်လားအေးကျွန်တော်လဲကြားဖို့တာပြောပြတာပါဆရာရဲ့အခုတော့ကိုယ့်ရဲ့ဆရာမျက်နှာအရင်ထပ်ပိုခန့်နေရနော် တောက်ရရဲ့စကားကြောင့်တက်ခိုင်ကသဘောကျတဲ့ဟန်နဲ့ရီမောလိုက်ပြီးတော့နေတောက်ချေရဲ့အလင်းရောင် မမြင်အပ်တဲ့လောကသားကြီးလဲကြိုက်ကြတယ်ကွအဲ့ဒါကြောင့်လူကြီးတွေကဒီချိန်မှာခလေးတွေကိုအပြစ်မထွက်ဖို့ပြောတာဆရာတပည့်နှစ်ယောက်လေးပဲဖြောင်းရင်းနဲ့ခီးဆက်လာခဲ့တာတက်သားခုံလေးမှာအစီအီချထားတဲ့ဈေးတန်းတစ်ခုနာကိုရောက်လာခဲ့ပါတယ်မိဘတို့အိမ်မှာတကူကူဖြစ်နေပြီနဲ့တူရဲသွားကြည့်ကြပါဦးခါလောက်ရှိရဲ့စပင်ကိုအလောတကြီးထုံးပြီးအော်ပြောလိုက်တဲ့မိမတယောက်ရဲ့အတန်းကြောင့်ချင်းခတ်နေတဲ့လူတို့ချို့ပြာကြီးပြာရထွက်သွားတာကိုမြင်လိုက်ရပါတယ်အောင်မြတ်သားလည်း ချင်းခန့်နေတဲ့လူတွေသွားတဲ့ဘက်ကိုကြည့်လိုက်ရမှာတော့အာယုံထဲမှာကြမ်းတမ်းပြီးတော့ရွှေလျားတဲ့အမွှေးအမြင်လေးကိုဖြန့်ခနဲမြင်လိုက်ရတဲ့အတွက်နေဝီတယောက်ရောက်ပြီးဆိုတော့လူတို့ဒုက္ခပေးဦးမယ်ထင်ပါတယ်ဒီလိုပြောတော့တက်ခံရဘာဖြစ်နေလဲဆိုတာကျွန်တော်နဲ့တောက်ရသွားကြည့်လိုက်ပါမယ်ခရီးသွားရင်လွဲပြီးတော့နိုင်တဲ့လောက်ကူညီပေးလိုက်ကြကိစ္စအလုံးပြီးရင်တော့မြို့ပြင်တင်ကြိုက်ချက်ကိုသာလိုက်လာခဲ့ကြပြီးတော့တက်ခိုင်နဲ့တောက်ရလေအောင်မြတ်သားဆရာခွင့်ပြုချက်ရပြီမလို့လူတွေစုယုံစုယုံဖြစ်နေတဲ့ဘက်ကိုထွက်လာခဲ့လာကြပါတယ် မိပေါ့တတိချောင်းလေးလှုပ်ကြပါဦးကူဆွဲကြပါဦးဟထမိန်တူတူဝက်ထားတဲ့မိမတယောက်ကသူ့ကိုဆွဲနေတဲ့လူတွေကိုမျက်တောင်နီနဲ့ကြည့်လိုက်အိမ်တိုင်ဝန်နှစ်ဖူးနဲ့ပြေးဆောင်မှုရွှဲလိုက် လုံနေတဲ့အတွက်ဝိုင်းကြည့်နေတဲ့ကလူငယ်တို့အိမ်ပေါ်ပြဲတက်ပြီးတော့ဖမ်းချုပ်ထားလိုက်ရပါတော့တယ်။ငောက်လှုပ်ဆန်းလှုပ်ခေါင်းကိုဖဲပြန်ညာပြန်ရိမ်ပြီးရုန်းကန်နေတဲ့အတွက် စီးထားတဲ့စပယ်လေးကိုပြေးကြကရုံးသုံးကားဖြစ်နေရမြင်တော့တက်ခိုင်တို့ကလည်းမနေတာတော့ပဲနဲ့ဒီမိန်ကလေးရဲ့အုတ်ထိန်သူကဘသူပါလဲဒီလိုမေးတော့ အိမ်ပေါ်မှာမျက်ရည်တဆန်ဆန်ဖြစ်နေတဲ့အတော်ရအုတ်ထင်းသူကအစ်မပါဘာများဖြစ်လို့ပါလဲဒီမိန်ကလေးရဲ့ပုံစံကြည့်ရတာအပမီရဲ့ပုံဖြစ်နေရဲ့အုတ်ထင်းသူကခွင့်ပြုရင်ကျွန်တော်တို့ကြည့်ပေးပြစီလူလေးတို့နားလေတကြွရင်ကြည့်ပေးကြပါဦးကွယ်အကြီးလဲဘာလို့လို့ဘာကြံမှန်းမသိဖြစ်နေလို့ပါတက်ခိုင်တော့လေအုတ်ထင်းသူရဲ့ခွင့်ပြုချက်ရပြီဆိုတော့အိမ်ပေါ်တက်လာတဲ့အချိန်ဘယက်ကလေးကွားရငါအိမ်ပေါ်တက်လာရတယ်သွားအခုချင်းချင်းဆင်းသွားကြစမ်းဒီလိုပြောပြီးတော့ယုံလိုက်ရာ အားကောင်းမွန်တဲ့လူငယ်တွေအားလုံးဘေးကိုလင်းထွက်ကြကုန်ပါတယ်။သမီးတတိထောင်လေဒီကလူတွေကသမီးကိုကြည်ပေးဖို့လာကြတာကြည်စရာလည်းမလိုငါဘာမှလည်းမဖြစ်ဘူးစင်းသွားကြမစင်းရင်တော့ငါအဆုံမဆုံနဲ့လူလေးတို့ရဲ့အကြီးတောင်းပန်ပါတယ်ရပါတယ်အကြီးဘာမှအာမနာပါနဲ့ကျွန်တော်တို့ကဒီလိုကိစ္စတွေမှာအမြဲလိုလိုကြုံနေရတော့ကျင်သာရနေပါပြီတက်ခိုင်နဲ့တောက်ရလဲကြောင်းလန့်စိုးရင်ချင်းမရှိဘဲနဲ့အင်ဦးကမှတင်းမြင့်ခွဲထိုင်ကသူ့လှုပ်ပေးလိုက်ပါ ဒီလောက်ကြံ့ရဲကျင်တဲ့ကောင်စိတ်ကြိုက်ကြမ်းပါစေဒီလိုပြောတော့ချုပ်ထားတဲ့လူငယ်တွေကလှုပ်ပေးလိုက်ကြပါတယ်အမေသူတို့ကဘယ်လိုလဲအိမ်မှာချွတ်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 ပြောင်းလောက်ရတယ်လို့တမီးတတိရလာပြီလားတမီးကဘာမှဖြစ်တာမှမဟုတ်တာဟုတ်ကောင်နေနင်တို့လည်းငါ့ရင်ပေါ်ဆင်းသွားကြအိမ်ဝန်ကမှထိုင်နေတဲ့ကောင်တွေလည်းသွားကြရူတီရဲ့လူကောင်းပကတိဖြစ်ပြီးမောင်းထုတ်တာမြင်တော့တက်ခိုင်ရအနှင်းငယ်ပြုံးလိုက်ပြီးဖះเจ้าဆောင်ဘက်ကိုလှဲကပွင့်တော်မူပြီးတော့ဖះလေးစုတို့ကိုဦးထိတ်ထားပြီးတော့ တကာလဂိုင်းတော်တွေကိုစောင်းရှောက်နေကြတဲ့ဆရာသခင်တို့ရိုသေစွာနဲ့ဥခိုက်ကတော့လိုက်ပါတယ်။အခုကျန်ဆာပြီးတော့လူတွေကိုပူကတ်၆လံပြီးတော့ဒုက္ခပေးနေတဲ့သူစုံမခွင့်ပေးတော်မူပါ။ဒီလိုပြောပြီးတော့ထီချင်း၅ပါးနဲ့ကတော့လိုက်ချိန်မှာတော့ခါထောက်ကမတ်တက်ရက်နေတဲ့မိမကမျက်နှာချင်းမဆိုင်ဝန်းတော့ပဲဘေးကိုမျက်နှာလွှဲလိုက်ပါတယ်။ဟေးအခုကျန်ဆာပြီးတင်ကြမ်းမယ်ဆိုရင်ကြမ်းလို့ရပြီ။ကျုပ်တို့ကလည်းတင်းရဲ့အပြောဆိုအပြုတ်မှုပေါ်လိုက်ပြီးတော့စုံမတင်တာစုံမမှာနော်။ မင်းတို့ကများရာရာဆဆငေါ့ချိချောက်ရရလို့ကွာကျို့တို့ကစကားရှိရှိဝေးမပြောချင်ဘူးတရားဘာတူလဲဘယ်ဟာလဲဆိုတာပြောငါဒီရင်ရပဲဟိုမှာထိုင်တာငါအမေဟဲ့တဲအခုခိုင်းဆောင်နေပိန်ပြောထုနဲ့ခိုင်းလိုက်ရအမေအဖအကြီးအော်နေရမယ်ငါတို့လေမနေနဲ့အမှန်တိုင်းပြောစမ်းဟဲ့ကောင်ကြီးရဲ့ငါအမှန်တိုင်းပြောတာကိုနင်တို့မှမယုံတာကောင်းပြီလေတင်ရမပြောတော့လေကျို့တို့အလုံးမဟုတ်တော့ကဲကျိန်ဆက်ကြခိုင်းဆောင်နေရဒီကောင်ထုံပြင်းတောင်ချုံတော်ထားပေးပါ ရွှေလန်တော်ကအဆောက်နေရပမာမခိုင်လုံနေတဲ့တကောင်သားချေတလုံးမထနိုင်အောင်ရိုက်ပြီးတော့အရှုပ်ခေါ်လာပေးပါတက်ခိုင်ရဲ့စကားဆုံးမှာတော့မတက်ရက်နေရဲ့မိမရဲ့ခြေတော်တွေရုတ်တရက်ခွေဆင်းသွားပြီးတော့ပစစ်ထော့အနေထားရောက်သွားခဲ့ပါတယ်ပျော်စမ်းတင်ရမသူလေငါကဒီအိမ်ပါရှိတဲ့တမီးလို့ပြောပြီးပြီလေအခုထိဝင်မခံသေးတဲ့ကောင်ရဲ့ကြောပြုံကြောက်ပုတ်ကန်ခိုင်းဆောင်နေရစူးချိန်လုံးနဲ့ရိုက်ပြီးဆုံးမစေလှန်ကအဆောက်နေရတော့ရှာအောင်ဆွဲထုတ်ပြီးမပြောမချင်းစကားပေါ်ဖြစ်အောင်ထိုးစေတစ်ချက်ထိုးတိုင်းရိုက်တိုင်းရလာတဲ့တရားတွေက နာကျင်မှုခံစားပြရတဲ့အသက်ပြန်ဖြစ်စေတက်ခိုင်အမိန်ပေးတဲ့အဆုံးမှာတော့သပင်ဖားလျားဖြစ်နေတဲ့မိမရဲ့ကြောပြင်ကဇက်ခနဲ့ဆက်ခနဲ့ကော့တက်သွားပြီးတော့ရှားလဲအပြင်ကိုလက်နှစ်ဆက်လောက်ထွက်လာခဲ့ပါတော့တယ်။ရှားအပြင်ထုတ်ခံထားရတဲ့အတွက်အော်ဒန်နီကဘလုံးပထွေးနဲ့ထွက်ပေါ်လာခဲ့ပါတော့တယ်။ခဏရလိုက်ကြ။သူဒီလောက်ဆိုရင်ပြောမယ်ထင်တယ်။နှုတ်ဖွင့်စမ်း။တင်ရဘူးလဲ။ငါလွတ်တာနေနေတော့အစိမ့်လိုက်ဂုံချိုးသားမှာ။ဟာဒီကောင်အတော်ကောင်းမှာပါပဲ။ဒီတခါတော့လှန်ကိုင်းကရှိသမျှဒေါ်ရောက်ပေါက်တယ်လို့ ငရဲမိလို့ပူပြဲနဲ့လှန်သွားနေထိုးစီကျုပ်တို့မိတာဖြည့်မဲ့ဆုံးမရကြပေါမလေးပူလာစီရဲ့ငါလာစီရဲ့ငါ့ကိုနှိမ့်ဆက်နေကြတာဆရာကောင်းတွေမှဟုတ်ရဲ့လားဟုတ်ကောမိတာကြတော့မဖြည့်ပဲနဲ့ရီးတက်တက်စကားကြောင်ထွက်လာတယ်အဲ့လိုစိတ်မရှိတဲ့ပါဇက်ထက်ရှာမိကလေးအပြေထည့်လိုက်စမ်းဝင်ပူနေရဲ့ကောင်ကငါးမိနစ်လောက်ထိတောင်းခတ်ထားပေမဲ့အချိန်ကြာလာတာနဲ့အမျှပူလာမှုတန်နာကျင်မှုတန်တွေကိုတီးမခံနိုင်တော့ပဲနဲ့ခေါင်းကိုခက်ဆက်ဆက်နှိပ်ပြပါလေတော့တယ်ရပြီဂိုင်းဆောင်တွေခဏဖဲဖဲကြ ဘလို့လဲမင်းတော်အမှန်တိုင်းဖြစ်မလားဒီထက်ပိုပြင်းထန်တဲ့အပြည့်တောင်ခန်းစားချင်လားဖြစ်ပါမယ်မနေနိုင်တော့လို့ပါမင်းလည်းမြောက်အမှန်တိုင်းဖြစ်ပါမယ်အစရိယာခေါင်းမမိုင် အခုလိုနာကျင်ရမှာမဟုတ်ဘူးပျော်စမ်းတင်ရဘသူလဲငါချေးကြောက်ကုန်တင်ဆိုင်မှာနေရဲ့အမွှေးရှိတဲ့ဘက်ပါမင်းရတပတ်အစင်းဆိုပေမဲ့တော်တော်ခံနိုင်ရှိတာပဲအခုဘာကြောင့်ဒီမင်းကလေးဝင်ပူးထားလဲဆိုတာသိကြတယ်ဝင်းလက်ကြောင်ဘာတော့မလုံးနဲ့နော်အမှန်တိုင်းမဖြစ်ရင်မင်းနေရဲ့တင်ဆိုင်ထဲမှာပါမိလောင်တိုက်သွင်းပြမှာကြောက်ပါပြီ ဆရာတို့ဒီလောက်ဆွဲမမသိလို့မခန့်လေးစားလုံးမိရပါအေးပြောစမ်းဘယ်ကနေလိုက်လာရလဲဒီမိန်းကလေးကကျုံနေတဲ့တင်းဆိုင်မှာမူလဲတဲ့အချိန်ဇပင်းနေကြားထဲခိုပြီးလိုက်လာခဲ့တာပါဘာလို့လိုက်လာရလဲအသားစိမ့်နဲ့စံမုတ်အချိုစားချင်လို့ပူကက်ရတာပါအေးစားချင်တိုင်းလူတွေကိုပူကက်ရတယ်လို့မင်းကဘယ်သူကပြောခဲ့လဲအရင်ဘွားအကုသိုလ်ကြီးလို့ဒီဘွားရောက်နေတာတော့သူ့မြောက်ကိုလိုက်ပြီးဒုက္ခပေးနေသေးတယ်မင်းလိုကောင်အသားစိမ့်လည်းမကျွေးနိုင်ဘူးစံမုတ်လည်းမကျွေးနိုင်ဘူးအခုအစားပြီးကိုယ့်နေရာကိုပြန်တော့ ကျုပ်ပိုက်စာလို့ပူခဲ့ရတာပါအစာမစားရလဲနှစ်နဲ့ချီနေပါပြီမင်းတို့တနာလို့ကြွေးပြိုင်လဲစားရတယ်ဆိုပြီးလူတွေဒုက္ခပေးအောင်မယ်မပေးတော့ပါဘူးကတိပေးပါတယ်အသားဆိုင်လေးပဲကြွေးပါမင်းဒီကလေးမကိုယ်လည်းကြကြနေသူဒုက္ခရောက်လိမ့်မယ်ဒီတော့မင်းခုသူ့ကိုယ်ဟာခွာပြီးတော့တင်းကြိုင်မှာစောင့်နေငါတို့ကိုယ်တိုင်စားစရာယူလာပေးမယ်လို့ကတိပေးတယ်တရားတို့ကတိပေးမယ်ဆိုရင်ကြုတ်ထွက်သွားပေးပါမယ်ငါတို့ကငါးဘာတီလာလုံအောင်ထိန်းနေသူတွေဒါကြောင့်ပေးတဲ့ကတိကိုတည်အောင်လုပ်ပေးမယ်အခုတော့ဖះဥတိုက်ပြီးထွက်သွားတော့ တက်ခိုင်စကားဆုံးမှာတော့ရှေ့မှာရှိနေတဲ့မိမကဖះဥတိုက်ပြီးဘိုင်းကနေပြက်လဲကျသွားပါတော့တယ်။အဲဒီတော့မှမျက်နှာကိုရိမ်မန်းနဲ့ပြန်ပြီးလှုပ်နှိုးလိုက်ရမှာတော့တတိပြန်လဲလာခဲ့ပါတယ်။တက်ခိုင်တို့ကလည်းတတိရလာတဲ့မိန်းကလေးကိုရှေ့မန်းတိုက်ပြီးညာရင်းချင်းတယောက်ကင်မှုနဲ့ခေါင်းလျှော်စေခဲ့ပါတယ်။အားလုံးပြေးစီသွားတဲ့အချိန်မှာတော့အိမ်မောင်မိမတယောက်တက်လာပြီးဒီမော့စီကျော်ကညာဘက်ဆိုင်သွင်းမှုကြောထားပါဆရာတို့တော့တော့အတော်ဝိမဲ့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာကျိုးတို့ကလည်းကတိသာပေးလိုက်ရတာ စာမို့ဘယ်နောက်ဝယ်ရမှန်းမသိဖြစ်နေလို့မေးမယ်ဆိုပြီးစဉ်းစားနေရရပါလေဆရာဒီလောက်ဆိုရင်လုံလောက်တယ်မဟုတ်လားလုံလောက်ပါတယ်ဗျာဘက်ခိုင်နူကလည်းမုန်းစီကျော်အထုပ်ကိုယူပြီးပြန်မှုအလို့ခေါင်းလျှော်ပြီးတက်လာတဲ့မင်းကလေးကမနေ့ကချက်ဖို့ဝယ်ထားတဲ့အသားစိတ်နဲ့ပေးလိုက်ပြစီဆရာအမေကပြောတယ်စာလောင်နေတဲ့သူတွေကိုကျွေးလိုက်တာကုသိုလ်ရပါတယ်တဲ့အဲ့ဒါကြောင့်ဆရာတို့ဒီအသားစိတ်တွေကိုယူသွားပေးပါနော်ကောင်းပါပြီကျိုးတို့ယူသွားပေးပါမယ်နောက်နောက်တော့တင်ကြိုင်းမျိုးရောက်ရင်ချော်လဲရတော့ပြုတ်ကြတာတော့မဖြစ်အောင်ဂယူဆိုင်ကြပါ ဟုတ်ကဲ့ပါဆရာ ကျွန်မတတိချပါမယ်အခုတော့ဆရာတို့ကိုပူဇော်ခြင်းအနေနဲ့အနေငယ်တော့ကတော့ပြစီမလုပ်ပါနဲ့ဗျာကျုပ်တို့ကအခကြေးငွေယူလို့မရလို့ပါဒါဆိုရင်တော့ဒီတိုင်းကတော့ခွင့်တော့ပြုပါဆရာဒီတခါတော့တက်ခိုင်တို့ဘာမှပြတ်မပြောပဲနဲ့ကတော့ရာကိုလက်ခံဖြစ်ခဲ့ပါတော့တယ်အသားစိမ့်တုံးနဲ့မုတ်စီကြောတို့ကိုဆွဲပြီးတင်ချိုင်းနဲ့ဝင်လာတဲ့တက်ခိုင်နဲ့တောက်ရရရဲ့နားထဲမှာနောက်ကနေလိုက်လာတဲ့ခြေတန်းတွေအပြင်စားစရာတွေ့လို့ရှာတတ်နေတဲ့အတန်းတချို့ကိုပါကြားလိုက်ရပါတော့တယ်ဆရာ ကျွန်တော်တို့ပုံကိုပြန်ကြည့်ပါဦးအသားစိတ်လို့ဆွဲပြီးတင်းကျိုင်းနေလားညာမသိအောင်လဲဆရာရီလိုပဲတောက်ရစကားကြောင့်တက်ခိုင်အတန်ထွက်အောင်ရွှေ့လိုက်ပြီးတော့လောလောဆယ်မွှေ့ရှိတဲ့ဘက်ကိုကျွေးဖို့လုံးဝအောင်မယ်ဒါများဆရာရဲ့အစဉ်ပြေးနေရမှာပုံထားလိုက်ပါကျွန်တော်လုံးလိုက်ပါမယ်ဒါဖြစ်ရင်အရှိရမီကောလမှာပုံထားလိုက်မယ်တက်ခိုင်ကတင်းကျိုင်းအဝမီကောလမှာအသားစိတ်ထုံနဲ့မုတ်စီကြောထုတ်ကိုခြားထားလိုက်တဲ့အချိန်တောက်ရကကျုပ်တို့ပေးထားတဲ့ကတိတိုင်းယူလာပေးရနော်ဒီစားချရီကိုအမွှေးရှိတဲ့ဘက်အတွက်ဖြစ်လို့ မတက်ဆိုင်တဲ့သူတွေကအနာမကက်ကြနေအောင်ကရယ်ကရှင်ကိုရိုင်းစားတော်ပြီးမှပိုရာဝေမြစားကြအဲ့ဒီလိုမဟုတ်ပဲလူရင်တော့ကြုတ်အကြောင်းသိမယ်ဒီလိုချိန်ခွာလိုက်တဲ့အချိန်မလန်းမကန့်မှရှိနေတဲ့တောင်ကုန်းကရုတ်တရက်လှုပ်ရှားတာကိုမြင်လိုက်ရပါတော့တယ်ဆရာဟိုတောင်ကုန်းကလှုပ်နေပါလားမှန်စမ်းဟဲ့ကောင်ကအဲ့ဒါတောင်ကုန်းမဟုတ်ဘူးဟာတပတ်ကြီးတက်ခိုင်တို့လည်းအလွန်ကြီးမားတဲ့တပတ်ကိုမြင်တော့အံ့ဩသွားပြီးနှင်သက်နေတဲ့အချိန်တင်းရဲ့အတဘောရုပ်တွေကိုဖျောက်ပြီးမူလအသွင်ထဲသာလာခဲ့ပါဒီလိုပြောလိုက်တဲ့အတန်က ကျောဘက်ကနေထွက်လာလို့ကြည်လိုက်ရာအောင်မြတ်တာဖြစ်နေခဲ့ပါတယ်။တောင်ကုန်းတစ်ခုစားလောက်ကြီးမားတဲ့တပတ်ကြီးကအောင်မြတ်တာစကားကိုလည်းကြားရောတဖြည်းဖြည်းသိငယ်လာကရှောင်းတစန်းကိုထုံထားတဲ့လူတယောက်ဖြစ်ပြောင်းသွားခဲ့ပါတယ်။ဆရာဒါကခုနတွေ့ရတဲ့တပတ်လား။ဟုတ်တယ်တခိုင်။နှစ်ချိုနာနာပါးတွေကသူတို့ရဲ့နောက်ဆုံးဘက်မှာဖြစ်ခဲ့တဲ့ရုပ်တုံပြောင်းလဲနိုင်စွမ်းရှိကြတယ်။အခုလိုမြင်တွေ့ရတော့မျိုးလုံးနဲ့အဆင်ပြေသွားပြီမဟုတ်လား။ဟုတ်ပါတယ်ဆရာ။ရုပ်တရက်ဆိုတော့ကျွန်တော်တို့ကအားအားသင့်သွားတာပါ။ ရှောင်းတစောင်းကိုထုံထားပြီးတော့အဝေစားမပါတဲ့သူကချထားတဲ့အသားစိမ့်နဲ့မိုးစီကြောတို့ကိုလှမ်းဆွဲလိုက်တဲ့အချိန်ပြက်လူဆက်ဆက်ဖြစ်ပြီးလောက်တေတပွားပွားကြနေတဲ့လေပင်စီကနေအပုံနဲ့ထောင်းကနေထွက်လာခဲ့ပါတယ်။နောက်တစ်ခါသူတပောက်ဒုက္ခမပြေတော့ဘူးလို့သူ့ကိုယုံကြည်ရဲ့။အခုသင်စားခြင်းတဲ့အရာတွေကိုသင်စိတ်ကြိုက်စားသုံးနာမီ။တက်ခန့်ရဲ့စကားဆုံးမှာတော့ပြက်လူပြက်ခင်ဖြစ်နေတဲ့လေပင်ကိုလက်နဲ့ထိန်းထားတဲ့တပတ်ကြီးကတစ်ဖက်ဖက်ရှိတဲ့မျက်လုံးမိအောင်ပြုံးပြပြီးတော့သင်ဆိုင်ထဲဝင်သွားခဲ့ပါတယ်။ဆရာ ဒေသိန်ကြောက်လာတာအကြောင်းတစ်ခုခုတော့ရှိမှထင်တယ်။တက်ခိုင်စကားကိုကြတော့အောင်မြတ်သားဘာမှမပြောဘဲအတန်းချောင်ပြုံးနေခဲ့ပြီးမှအတိတ်ဘဝကဘယင်အဖြစ်အနေများတဲ့သူညိုင်ငူကြီးစရာတော့တထေးတကြွယ်ဖြစ်အနေများခဲ့တဲ့သူတာမညတောင်စရာတော့ဈေးစရာဖြစ်အနေများခဲ့တဲ့သူဝင်းစိတ်တော်ဟာစရာတော့အဲ့ဒီတောင်ကရဟန်းအဖြစ်ခံယူပြီးတော့ဝန်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာတာသနာပြုလိုက်မယ်။အဲ့ဒီတဲမှာတော့ဈေးစရာဖြစ်နဲ့ဘွားပေါင်းများစွာဖြတ်တန်းခဲ့ပွဲပုံကွာ လူပအောင်ဆုံးခွာဖို့အတွက်ပထမခြေလှမ်းဒီတင်ကြရနေစတင်လိုက်မယ်။ဒီနေ့ကသာသနာအတွက်အကျိုးရှိမဲ့နေ့ဖြစ်လို့အခုလာမဲ့သူငါတို့ကစောင့်ရှောက်ပေးရမယ်။ဒီလိုပြောကတင်ကြိုင်းစရက်ပေါ်ကိုတက်သွားခဲ့ပါတော့တယ်။တက်ခိုင်နဲ့တောက်ရလေအောင်မြတ်သာပြောတဲ့ဇာတ်ကားတွေကိုစဉ်းစားရင်စောင့်နေတဲ့အချိန်ထောက်ထောက်မောမောအယံ့မြင့်မြင့်ရင်အောင်ကားကားနဲ့လူတယောက်တင်ကြိုင်းနဲ့ဝင်လာတာကိုမြင်လိုက်ရပါတော့တယ်။ဝင်လာတဲ့သူကရင်ညှိရတက်နေတဲ့အုတ်ကူတလုံးရှိကိုရောက်တော့ဘေးမှာကြာနေတဲ့တေးရွက်တွေနဲ့ အုတ်ကိုတန်ရှင်းလုံးပြီးတမြင်ခွေချိတ်က ထိုင်ပြီးမြစ်တာပေါ်နေအတန်တက်တဲ့ကိုကြားလိုက်ရပါတော့တယ်။မကြခင်မှာလက်နှစ်ဖက်ကိုရှက်ပြီးတမထအုပ်စီးဖြတ်မှာတော့တယ်။အောင်မြက်သားလေးအုတ်ကပေါ်ကပုတ်ကိုတမထစီးဖြတ်နာနဲ့အမောင်ထဲမှာထိုင်နေရာကနေထပြီးအုတ်ကပလဲကိုစီးတာပြီးတော့မမြင်နိုင်တဲ့အဖြတ်တရံကနေကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့လူလေးဆီယာရိုလောင်လျှောက်တဲ့အကာအကွယ်လုပ်ပြရနဲ့တင်းချိုင်းကနေချက်ချင်းထွက်ပါ။ဒီလိုအတန်ကိုကြားလိုက်ရပါတော့တယ်။ အောင်မြတ်တာလဲအတန်ကြားတာနဲ့တက်ခိုင်တဲ့တောက်ရောက်ခေါ်ပြီးတင်းကြိုက်တဲ့ကနေထွက်လာခဲ့ပါတော့တယ်။အပြုံရောက်တော့တကူလုံးမင်းနဲ့ပြီးညလုံးနှလုံးကတောက်ပနေတဲ့ကြောင်နဲ့တကောင်ကိုမြင်တွေ့ရပါတော့တယ်။ကြောင်နဲ့ကအောင်မြတ်တာကိုလည်းမြင်ရောတက်ပင်ပေါ်ကနေလှော်ကနေခုန်ချလာခဲ့ကလေထဲမှာတော့ယောက်ျားတစ်ယောက်ဖြစ်နေပြောင်းလဲသွားခဲ့ပါတော့တယ်။တွေ့ရဝမ်းသာပါတယ်။ကျွန်တော်ကဆရာတို့ကိုလမ်းပြပေးဖို့စောင့်နေရပါ။တင်းရဘယ်သူလဲ။ကျုပ်တို့ကဘယ်လိုသွားမယ်ဆိုတာပြောပြပါဦး။ ကျွန်တော်ကရုပ်သွင်ပြောင်းထားတဲ့အတက်ပညာကိုသင်ယူထားပြီးတော့မဟာမြိုင်တော်ထဲမှာလမ်းပြဖြစ်နေလောက်ကင်ပါတယ်အခုဆရာတို့အနေနဲ့ကမိုးရပါစိတ်ဆွမ်းကိုတုံးချပြီးတော့မဟာမြိုင်တော်ကိုဖောက်ဝင်ဖို့စ조사နေတဲ့လူတယောက်ရှိနေပါတယ်ကျွန်တော်ကသူရှိနေတဲ့နေရာကိုလမ်းပြပေးမှာပါအောင်မြတ်တာကလည်းမဟာမြိုင်တော်ရဲ့လမ်းပြဖြစ်သူရဲ့စကားကြောင့်မျက်လုံးကိုစုံမိပြီးတက်ပြင်းရွှေတစ်ချက်ကိုချလိုက်ပါတော့တယ်။အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနေစေဖို့အတွက် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ရင်းနဲ့ဗီနာ notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။